မင်္ဂလာပါရှင်ဝတ္တမီဒီယာ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်တို့ရကရင်ပြည်နယ်ကတိုင်တိစကန်နာက KNN နဲ့ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေစကန်ချနေရာတွေကိုပြန်လည်တည်ယူနိုင်တဲ့တည်ရုပ်သံဖိုင်ထဲမှာပြောပြပေးသွားမှာဖြစ်ပါတယ်ဒီစီဇန်လေးမစတင်ခင်မှာတော့မိုးသားမီဒီယာ channel ကို subscribe နဲ့ iron share လေးလုပ်ပေးပါအောင်ရှင်။ ပြည်တည်ကြီးအခုပထမဆုံးတင်ဆက်မယ့်တည်တင်ကတော့ NASA ကတက်တွေက KNL ဥဆောင်တဲ့ပူပေါင်းအဖွဲ့ရရဲ့စကန်ကိုတင်းယူနိုင်တဲ့တည်တင်ဖြစ်ပါတယ်။ကရင်လနဲ့ကအဖွဲ့ KNL ဥဆောင်တဲ့ပူပေါင်းအဖွဲ့ရဟာကတိုင်တိဒေတာရှိ NASA ကစကန်တွေကိုထိန်းချုပ်နိုင်ဖို့အင်အားသုံးတိုက်ခိုက်ခဲ့ပေမယ့် NASA ကတက်တွေကအကောင်ဆုံးပုံစံမျိုးနဲ့တုံ့ပြန်တိုက်ခိုက်နေမှုကြောင့်အထည်နာနေပြီးတော့ KNL ဥဆောင်တဲ့ပူပေါင်းအဖွဲ့ရ ကန်းထိုင်းအင်အားတွေကိုသိမ်းယူနိုင်ခဲ့တယ်လို့သိရပါတယ်။ Telegram လူမှုကွန်ရက်မှာတိုက်ပွဲသတင်းတွေကိုရှင်းတာဖော်ပြနေတဲ့တိုက်ပွဲသတင်းစုံ page ကဇွန်လ9ရက်နေ့မနေ့ပိုင်းကကတိုင်တိဒေတာရှိ တက်မတော်စကန်းကိုလာရောက်တိုက်ခိုက်နေရင်အကျန်းဖက် KNL PDF သဘုံတွေကိုကတိုင်တိဖိုက်တာတွေကရံမြေစတင်ရှင်းလင်းခဲ့ပြီး drone ပစ်ကိုလက်နေကြီးပစ်ကိုမြေပြင်ရောင်ပြအတေကစစ်ကြောင်းတွေနဲ့ဟန်ကျက်ညီညီစစ်ကစားနိုင်မှုကြောင့် မိမိစကံကိုနှောက်ရှက်နေတဲ့အကျန်းဖဲ KNL လေးစကံချနေရာတွေကိုတိမ့်ပိုက်ရရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။ဇော်လာခွနယ်ရန်နေမနက်ပိုင်းကဖြစ်ပွားခဲ့တဲ့ဂတိုင်တိဒေတာတိုက်ပွဲအတွင်းနာဆာကတပ်တွေဟာဂတိုင်တိမြို့ကိုစုမိုးထားတဲ့ရန်သူစကံကုံတစ်ခုဂတိုင်တိတိုက်နေစေုံနေရာကိုတိမ့်ပိုက်နိုင်ခဲ့ပြီးတော့အကျန်းဖဲ KNU PDF 6လောင်းအပြင်လက်နက်တွေ GA ကြည်စံလက်ပြုံသေးတွေနဲ့ န်နယ်ကြီးကြီးတွေကိုလည်းတင်ပိုက်ရရှိခဲ့လို့သိရပါတယ်။နာဆာကတပ်တွေဟာဇွန်လ9ရက်နေ့ကဖြစ်ပွားခဲ့တဲ့တိုက်ခိုက်မှုအတွင်းလေတောင်းပစ်ကိုမရှုဘဲ KNL ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေစခန်းဆိုင်နေရာတွေကိုသိမ်းယူနိုင်ကြဖြစ်တယ်လို့သိရပါတယ်။ကတိုင်းဒီကြီးဝါဟာကရင်ပြည်နယ်ဖားပွန်ခရိုင်ဖားပွန်မြို့နယ်အတွင်းတရှိရဲ့ကြီးဝါဖြစ်ပြီး ဖားပွန်ကမမောင်ကားလမ်းမှာတရှိနေပြီးတော့လေသားဆောင် BGF ရဲ့တရင် တစ်တုံညာတက်သုံးဌာနချုပ်စခန်းနာမှာတည်ရှိနေလို့သိရပါတယ်။ဒါပြင်ကတိုင်တိစခန်းဟာကမာမောင်းမြို့အခြေဆိုင်စေပြူစခန်းကနေမိုင်30အကွာမှာတည်ရှိနေရ။နာဆာကဘက်ကလည်းကတိုင်တိစခန်းကိုအကောင်းဆုံးပုံစံမျိုးနဲ့တုံ့ပြန်တိုက်ခိုင်းနိုင်အောင်စစ်ကိုစစ်ကြောင်းတွေဆဲလုပ်ခဲ့တာတွေရှိခဲ့တယ်လို့သတင်းတွေနဲ့ထပ်ပေါ်ခဲ့ပါတယ်။ကရင်လက်နက်ကအဖွဲ့ KNL ဦးဆောင်တဲ့ဦးပေါင်းအဖွဲ့တွေဟာကတိုင်တိစခန်းကိုသိမ်းယူနိုင်ဖို့ 2024ခုနှစ်ဒီဇင်ဘာလ29ရက်ကစတင်ပြီးတော့လက်ရှိချိန်ထိအင်အားသုံးတိုက်ခိုက်နေကြတာဖြစ်ပါတယ်။ KNLA ဦးဆောင်တဲ့ပူပေါင်းအဖွဲ့ရိဟာကတိုင်ဒီစကံကိုတင်ယူနိုင်ဖို့အင်အားသုံးတိုက်ခိုက်နေပြီမယ်။ရပောင်း150ကျော်ကြာချိန်အထိကတိုင်ဒီစကံကိုအလုံးစုံတင်ယူနိုင်ခြင်းမရှိသေးခြင်းဟာကတိုင်ဒီစကံရှိနာဆကတက်တွေအပြင်လေကြောင်းစီတက်ခွဲရိဟန်ချက်ညီစွာနဲ့ပူပေါင်းတိုက်ခိုက်နိုင်မှုကြောင့်ဖြစ်တယ်လို့ဆိုနိုင်ပါတယ်။ ကတိုင်းဒီစကန်ကိုသိမ်းယူနိုင်အောင်ပူပေါင်းတိုက်ခိုက်ရာမှာပါဝင်တဲ့ KNU တပ်မဟာငါးရဲ့စောကလေးတို့ကိုယ်တိုင်ကကတိုင်းဒီစကန်တိုက်ပွဲကဆက်လက်ဖြစ်ပွားနေပြီးစကန်သိမ်းအဆင့်ကိုမရောက်သေးဘူးလို့ဝန်ခံပြောဆိုထားကြောင်းငါးစားကအစိုးရကိုစန့်ကျင်တဲ့မီဒီယာတွေမှာရေးသားဖော်ပြမှုအရာသိရပါတယ်။ငါးစားကတပ်တွေထိန်းချုပ်ထားတဲ့ကတိုင်းဒီဖြူဟာဂုံးကိုထိန်းချုပ်နိုင်အောင်ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့လက်နက်ကအဖွဲ့တွေတဲမှ KNU တပ်မဟာငါးလက်အောက်ခံတပ်တွေ ဓမ္မပြည်သူ့လွတ်မြောက်ရေးတပ်တော် PBLA NUG လက်အောက်ခံ PDF အဖွဲ့ရင်းနဲ့ Fort for Federal Democracy FFD တပ်တွေပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့လို့သိရပါတယ်။ KNL ဥဆောင်တဲ့ပူးပေါင်းအဖွဲ့တွေဟာအင်အားသုံးတိုက်ခိုက်နေတယ်လို့ NASA ကဘက်ကလည်းစစ်ကိုစစ်ကြောင်းတွေဆင်လွတ်ခဲ့ရာယာနေချီရဲ့စစ်ကိုစစ်ကြောင်းတွေလည်းရောက်ရှိလာခဲ့ပြီးတော့ NASA ကတပ်တွေပဲ drone တွေအသုံးပြုပြီးပုံမှန်တိုက်ခိုက်လာခဲ့ရာ KNL ဥဆောင်တဲ့ပူးပေါင်းအဖွဲ့တွေအတွက် ထိုးနှက်ချက်များစွာဖြစ်နေရလို့သိရပါတယ်။ကရင်လက်နက်ကအဖွဲ့နဲ့နှိဆက်သူတွေကိုယ်တိုင်က တမ်းမဟာငါကတိုင်တိ BGF 1313တက်စခန်းနဲ့နာစကတပ်ဖွဲ့ဝင်အင်အားတရာကထမ်းမှရောက်ရှိလာပြီးတော့လက်နက်ကြီးတွေဒရုန်းနဲ့ထောက်လန်းပစ်ခတ်မှုလှုပ်ဆောင်နေပါတယ်။ဖာဘွန်ဒေတာအတွင်တကွန်တိုင်အနီးမြူဟာတက်စခန်းကနာစကတပ်ဖွဲ့ဝင်တွေဟာပျောက်ကြားစစ်စင်ရေးစတင်လှုပ်ဆောင်နေရတွေ့ရပါတယ်ဆိုပြီးတော့လူမှုကွန်ရက်မှာရေးသားဖော်ပြထားပါတယ်။ KNL ဥဆောင်တဲ့ပူပေါင်းအဖွဲ့တွေဟာဂတိုင်တိစခန်းကို ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့ပြီးနောက်ဒေသခံတွေဘေးလွတ်ရာကိုတိတ်ဆောင်ခဲ့တယ်လို့သိရပါတယ်ရှင်။ဒါပြင်ပြည်သက်ကြီးနောက်ထပ်ပေါ်ပြပေးခြင်းတဲ့တည်င်းတပုတ်ကတော့ PDF လက်နက်က အဖွဲ့ခေါင်းဆောင်တွေကလက်အောက်ခံတပ်ဖွဲ့ဝင်တွေကိုမူရစေးကျွေးပြီးစစ်တိုက်ခိုင်းနေတဲ့တည်င်းပဲဖြစ်ပါတယ်။ NUG လက်အောက်ခံ PDF လက်နက်ကအဖွဲ့ခေါင်းဆောင်တွေဟာ၎င်းတို့အကြိုစီပါတွေလက်အောက်ခံ PDF အဖွဲ့ဝင်တွေကို ငွေရစေဝါကျွေးပြီးစီယုံလျက်ရှိနေတယ်လို့ PDF အပွဲကဒူးတက်ခွဲမှုဖြစ်သူစုစုနိုးကဝေဖန်ပြစ်တင်လိုက်တယ်လို့သိရပါတယ်။မဆုစုနိုးဟာ PDF လက်နက်ကအဖွဲ့ခေါင်းဆောင်တွေရဲ့လောက်ရနဲ့ပတ်သက်ပြီးတော့အခုလိုမျိုးလူမှုကွန်ရက်မှာဝေဖန်ပြောဆိုထားပါတယ်။ထမှန်တန်ဆက်လောကကြီးမှာလူတွေဟာပြန်လူတိုင်းလူတိုင်းပြန်ဆိုင်ကြတာထက်ဒီတရင်တက်ဖွဲ့တက်ခွဲတွေမှာလည်းအပြန်ဆိုင်တွေရှိကြတယ်။အပြန်ဆိုင်တွေလုံနေကြတယ်။အပြန်ဆိုင်တွေလုံနေကြအပြန်ဆိုင်လုတာဟာတွန်လှန်ရေးမှာ ဟိုသူတို့ကတိုက်တယ်ဟာလာသူတို့ကဘယ်နေရာမှာတိုက်လဲငါတို့ကဘယ်နေရာမှာတိုက်လိုက်မယ်သူတို့ဘယ်နေရာသိမ်းလိုက်ငါတို့တော့ဘယ်နေရာသိမ်းလိုက်မယ်ဆိုတဲ့အပြိုင်ဆိုင်မှုမျိုးကိုပဲလိုချင်တာဟာလာအဲ့လိုအပြိုင်ဆိုင်မှုကမရှိဘူးသူမှလက်နက်ဘယ်လောက်ရှိတာငါမှအင်အားဘယ်လောက်ရှိတာလဲစသည်အဖြစ်ပေါ့နော်အမဟိုအပြိုင်ဆိုင်နဲ့ပြီးကြတော့ဟိုခွဲတွေကလူစုပြီးတော့တစုဟိုတမင်းတွေပေါ့ထောင်တာတွေကများတယ်ဒီမှာလက်ရှိရှိနေညမှာစီကန်တချာနဲ့အုပ်ချုပ်သွားမယ်ငါတို့ဘယ်နေရာမှာဝိုင်းဝန်းရမယ်ဘယ်နေရာမှာလိုအပ်နေရအောင်ဖြည့်စည်းရမလဲဆိုတာထက်ငါတို့ကိုယ်နဲ့ကဗိုလ်တက်လုပ်မယ်ငါတို့ကိုယ်နဲ့ကဗိုလ်တက်လုပ်မယ်ဆိုပြီးလူတွေကများတယ် ညာနေကြတယ်ဘိုးကြီးနဲ့လှုပ်ရှင်နေကြတာဟုတ်တယ်နော်ဘိုးကြီးနဲ့လှုပ်ရှင်နေကြမိမိအောက်ကကလေးတွေကိုဘလို့ကင်တွေရမှာလဲဘလို့ထိန်းချုပ်ကမှာလဲစနစ်ကောင်းကိုဘလို့ဘလို့လောက်ကမလဲဆိုတာကိုသူတို့မသိဘူးစနစ်ကောင်းမှနိုင်ငံကောင်းမှဟုတ်တယ်နော်စနစ်ကောင်းမှစိတ်ကံကောင်းမှလည်းစနစ်ကောင်းမှစနစ်ကောင်းမှလည်းနိုင်ငံကောင်းမှအတူတူပဲဒီဥစ္စာဒါရင်မရှိနေသေးတာဘယ်လိုလုပ်နိုင်ငံကောင်းမှလဲအဲ့တော့နိုင်ငံအတွက်ပြည်သူအတွက်ဆိုအလက်ကားဖြစ်မနေဘူးလားဟုတ်တယ်နော်အဲ့တော့ပြောချင်တာဟိုလက်ရှိတစ်ခွက်တစ်ခွက်အုပ်ချုပ်တယ်ဆိုတစ်ခွက်မှအဓိကအဲ့ခရရမယ်အခုဘာတွေဖြစ်နေလဲဆိုတော့ကလေးတွေကိုမူရီစေးဝါးတွေနဲ့ ပြောအောင်ထားမယ်။မူရီစီဝိုင်းရီနဲ့ပြောအောင်ထားမယ်။အဲ့ဟာဒီကလုံးဝလွဲမှားနေတဲ့အချက်တွေပဲ။လုံးဝလွဲမှားနေတဲ့အချက်တွေပဲ။ဒီအဖွဲဒီမှာလွတ်လပ်မှုမရှိဘူး။ဟာလား။ဟိုဘက်မှာမူရီစီဝါတုံးရတယ်။ဟိုဘက်မှာလွတ်လပ်တယ်။အဲ့ဆိုအဲ့ဘက်ကိုကလေးတွေကနေစင်ကြတယ်။အရင်မဲ့နေရာတိုင်းမှာမူရီစီဝါတွေမှာရှေတန်းလို့ဆိုတဲ့နေရာမျိုးမှာတော့မူရီစီဝါတုံးခွဲဆွဲခွင့်ရှိတယ်။ဒီပြည်နယ်ထဲမှာရနေတယ်ဘလို့တွေရနေတာလဲတော့မသိဘူး။ရနေတယ်။ဒါတွေဟာအခြေအောက်ခြေခံမှာဘလို့မှမကောင်းနိုင်ဘူး။ ငါတို့တစ်ခွဲအတွက်ဟာလာအင်အားဖြစ်ဖို့ငါတို့တိုင်ရင်တစ်ခုထူထောင်နိုင်ဖို့အတွက်ညီပေါင်းစုံနဲ့မစည်းရုံးကြပါနဲ့ငါတို့ကငါတို့နိုင်ငံအတွက်ငါတို့ပြည်သူအတွက်ဆိုတာကိုတကယ်လုံနိုင်လားတကယ်လုံနေတာလားကအဓိကအရေးကြီးတယ်ကျွန်တော်တို့ကနိုင်ငံကောင်းမှနိုင်ငံကောင်းမှုအတွက်အခုအလုပ်လုပ်နေရတယ်နိုင်ငံကောင်းမှပြည်သူကောင်းမှလေဟုတ်လားနိုင်ငံကောင်းမှပြည်သူကောင်းမှနိုင်ငံမကောင်းနေလို့အခုလိုပြည်သူတွေဒုက္ခရောက်နေတာလေ တော့ကျွန်တော်တို့ခေါင်းစဉ်ကပြည်သူကိုကာကွယ်ဆောက်ရှောက်ဖို့ပြည်သူတွေကိုကဲ့တင်ဖို့ပြည်သူအသက်အိုးအိမ်စည်းစိမ်တွေကိုကာကွယ်ဆောက်ရှောက်ဖို့ကာကွယ်ဖို့ပါဆိုဟိုလူကလည်းခေါင်းစဉ်တက်တယ်ပြည်သူကာကွယ်ရေးတက်မလားဒီလူကလည်းခေါင်းစဉ်တက်တယ်ပြည်သူကာကွယ်ရေးတက်မလားပြည်သူကာကိုပြည်သူကိုကာကွယ်ဖို့နေနေသားသားလက်ရှိမိမိတိုင်ရင်တက်ခွဲတဲ့ရဲဘော်တို့ကာကွယ်နိုင်လို့လားဟမ်စနစ်တကျအုပ်ချုပ်နိုင်လို့လားဘောက်လို့ပဲစားဗျံပဒအရင်းနဲ့အုပ်ချုပ်နေတာဒီလိုမျိုးတွေဆက်ပြီးတော့အုပ်ချုပ်သွားလို့ကျွန်တော်တို့တော်လှန်ရေးကြီးအောင်ရင်လေဒီကလေးတွေဟာအကျင့်ပြတ်ချစားတဲ့ရဲဘော်တွေပဲဖြစ်ပါပဲနိုင်ငံကောင်းသားသမီးတွေဖြစ်မလာဘူး နိုင်ငံကောင်းသားသမီးတွေဖြစ်မလာဘူးစစ်သားကောင်းတွေဖြစ်မလာဘူးအကျင့်ပြတ်ချစားကုန်မှာပဲအဲ့တော့သူတို့တွေမှာအကျင့်ပြတ်ချစားရင်ဘယ်လိုသူတို့အုပ်ချုပ်မလဲလူအုပ်ချုပ်မလဲအရေးကြီးတဲ့အစိတ်ပိုင်းတွေကိုလူတွေကမလုပ်ဘူးလူတွေကအစိတ်အရေးကြီးတဲ့အစိတ်ပိုင်းတွေကိုဟိုဘယ်လဲခေါင်းထဲကိုမထည့်ဘူးအပြိုင်ဆိုင်သူ့မှာအင်အားဘလောက်ငါ့မှာအင်အားဘလောက်ငါအင်အားဖြစ်ပြီးငါတက်ခွဲရနေစစ်ကြောင်းဖြစ်ဖို့တက်ရင်ဖြစ်ဖို့စသည်အဖြစ်ဒါတွေကိုပဲစ조사နေတာငါတို့ပြည်သူအတွက်ကိုအသေးသေးလေးခေါင်းထဲမှာထည့်တာအကြီးကြီးကသူတို့သူတို့အတွက်ပဲသူတို့စဉ်းစားနေကြတာခေါင်းဆောင်ကပိုင်းကြီးက အဲ့တော့ပြောပြချင်တာကဒီကလေးတွေကိုမှုရစေးဝါးတွေနဲ့ဖြားယောင်းပြီးတော့လူအင်အားတွေစုဖွဲ့ပြီးတော့အုပ်ချုပ်သွားမယ်တော်လှန်ရေးလှုပ်သွားမှာနဲ့စရင်စစ်စင်းမြင့်စီကံစနစ်တကျစီကံနဲ့စနစ်နဲ့ရှိဖို့အတွက်စကြနနလေးဒီကလေးတွေကိုအုပ်ချုပ်သွားရင်အယောက်20ပဲရှိပါစေအဲ့ဒီအယောက်20ဟာစစ်သားကောင်းဖြစ်မယ်နိုင်ငံသားကောင်းတွေဖြစ်မှာဟုတ်တယ်နော်အဲ့လိုကိုယ်စီမှာရှိရလူ90ရှိ90ကိုအဲ့လိုအုပ်ချုပ်ကမယ်လူ100ရှိရင်လူ100ကိုအုပ်ချုပ်ကမယ် တရာတဲ့ကမှ90ပဲရှိပြီအဲ့90ရာဆက်သားကောင်းပြီ90တဲ့က100ရောက်ပဲရှိပြီအဲ့100ရောက်ကဆက်သားကောင်းဖြစ်ရမယ်အခုတော့ကိုယ့်စီမှာအင်အားတစ်ခု ရှိဖို့အတွက်ဟာလာဟိုနေမျိုးမျိုးတွေနဲ့ဟိုသူများသူမြင့်တက်ခွဲဟိုဘက်တက်ခွဲဘယ်နေရာပဲဖြစ်ဖြစ်ဘယ်ကနေပဲပြေးလာပြေးလာရောက်လာရောက်လာဟိုမြူဆွဲပြီးတော့ခေါ်တယ်ရောက်လာရောက်လာငွေစီဝိုင်းနဲ့ကလေးတွေဖြာရောက်ထားတာဖြာရောက်ထားတယ်အတော်များများပဲနော်ခေါင်းစဉ်တစ်ခုဘယ်သူပါလို့ခေါင်းစဉ်တစ်ခု မတက်တာပဲဒီစကားတွေကဘယ်အဖွဲ့အစည်းတိုင်းရပဲကြာကြာ တော်တော်များများဒီလိုနီးတွေနဲ့ပဲကလေးတွေကိုတိမ်သွင်းထားတယ်စီယုံထားကြတယ်အဲ့တော့ကျွန်တော်တို့ဒီကလေးတွေကဘလို့လာလာကောင်းတော့မှာလဲအနာဂတ်ရဲ့ကလေးတွေပါဆိုတာဘလို့ဘလို့ဒီကလေးတွေကိုကျွန်တော်တို့ကဟိုပြည်သူကယုံကြည်အားကိုးရတော့မှာလဲဟင်ဘလို့အနာဂတ်ကျယ်ပွင့်နေတောက်ပါရတော့မှာလဲတချို့ကလေးတွေမူရစေဘာသုံးဆွဲနေစစ်တိုက်နေဗျံပနာသေးတာတွေရှိတယ်နော်မသိတဲ့အခါကျတော့ဟာငါတို့ကလေးတွေကြာသွားတာကြာသွားတာယူကျိုးမရခေါင်းဆောင်တွေသိဖို့နော် နေလို့စီးပွားရေးတစ်ခုအတွက်နဲ့ငါတို့ကလေးတို့အဆုံးချမနေနဲ့နင်တို့လူအင်အားရရှိဖို့အတွက်ရိုးရိုးသားသားလေးနဲ့တော်လှန်ရေးစိတ်တဲ့အပြည့်အဝရှိဖို့စီယုံပါစီယုံပြီးတော့ခေါ်ယူပြီးတော့စောင့်ရှောက်ပါအင်အားတိုးပါအောင်လုပ်ပါအဲ့ဒီလိုမျိုးမလုပ်ဘဲနဲ့ဟိုဘယ်လိုပြောမလဲတဖက်ဒီမှာကစင်မြင့်စီကံတင်းကျက်ရင်ကလေးတွေကခုနပြောတဲ့လိုမျိုးပေါ့တကယ်စစ်မှန်တဲ့ကလေးတွေကဒီလိုအရာတွေမမှုဘူးရောင်ဝါးဝါးကလေးတွေကြတော့ကြောင်တောင်တောင်တွေဖြစ်တယ်ဟိုဘက်မှာက မူရင်စေဝါသုံးဆွဲလို့ရတယ်အရက်သေးစားတောက်စားလို့ရတာငါတို့နေချင်းနေလို့နေလို့ရတယ်တနက်တကားကားနဲ့သွားလိုက်လာလိုက်သွားလိုက်လာလိုက်တနက်တကားကားနဲ့နေချင်းတယ်လို့နေလို့ရတယ်ကိုယ့်ရဲ့တန်ရင်းတက်ခွဲမှာစစ်တပင်စိုက်ဖို့တောင်မှလှုပ်ချင်ကင်စင်ချင်းမရှိဘဲနဲ့တနက်တကားကားနဲ့သွားသွားသွားလာလာနဲ့သွားသွားလာလာတော့စစ်တိုက်ဖို့မဟုတ်ဘူးနော်စစ်တိုက်တာကိုမပြောဘူးစစ်တိုက်သေးကိုရှေ့တန်းသွားရမယ်ဆိုရင်တောက်ပြီးတော့မသွားတဲ့ခလေးတပုံကြီးဟုတ်တယ်ဘာလို့လဲစစ်တိုက်တာကအခက်မသိရင်သိတတ်တယ်မှန်တယ်လက်ခံပြီးတယ်အဲ့ဒါဟုတ်တယ်နော်အခက်မသိရင်စိတ်ထားလေမသွားရအောင်တတ်တိကြောင်လေနဲတယ်ရတယ်အရှင်းမသွားရင်နောက်တန်းမှရှိတဲ့ဝေယာဝိစာကိုလောက်ရမယ် စသည်အဖြစ်ပေါ့နော်အများကြီးပဲခလေးတွေမှာရှိတယ်အဲ့တော့ခေါင်းဆောင်ပိုင်းနေအနေနဲ့မိမိတို့စီမှာရောက်ရှိနေတဲ့ခလေးတွေကိုတိတိချာချာလေးစီကန်းတကြလေးထိန်အုပ်ချုပ်ပါနော်စစ်သားတယောက်စစ်သားလို့ပဲသုံးနှုံးတယ်စစ်သားလို့ပဲသုံးနှုံးဘာလို့လဲလက်နဲ့ကင်တာဖြစ်တဲ့အတွက်နော်ဘယ်လက်နဲ့ကင်အဖွဲစည်းမစုစစ်သားပဲစစ်သားပဲဘာလို့လဲစစ်ဆောင်မှာမဟုတ်တာဟုတ်တယ်နော်စစ်သားနဲ့စစ်ဆောင်နဲ့ရှိသေးတယ်စစ်ဆောင်ဆိုတာလက်နဲ့မကင်ဘူးစစ်ဘေးတွေရှောင်တာရှိတယ်လို့မြောက်လိုက်ဖမ်းဖမ်းမအောင်ကြောက်လို့ ဖမ်းမကြောက်လို့ထွက်ပြေးထွက်ပြေးတာပေါ့နော်ဖမ်းမကြောက်လို့တနေ့ရမှာလာရှောင်နေတာပေါ့နော်ဒါမျိုးဟာလေဟိုစစ်ရှောင်ပဲအဲ့လိုမဟုတ်ဘဲနဲ့ငါတို့ကပြည်သူအတွက်တိုက်ပွဲဝင်ကျင်စိုးဆိုပြီးတော့မှလက်နက်ကင်ရောက်လာတာကစစ်သားပဲဟုတ်တယ်နော်စစ်သားပဲအဲ့တော့စစ်သားလို့ဖြစ်ပြီးဆိုရင်စစ်စင်ကြီးစီကံအုပ်ချုပ်ကမယ်အရက်သားတော်အရက်မှာအရက်စီကံရှိတယ်စစ်သားမှာလည်းစစ်စင်ကြီးစီကံရှိတယ်မိမိတို့ရဲ့အုံဆောင်ပစ္စည်းတွေကိုတန်ဖိုးထားဖို့မိမိတို့ကင်ဆောင်ထားတဲ့လက်နက်တွေကိုတန်ဖိုးထားဖို့ သူတို့တွေကနေမှတဆင့်နောက်လာနောက်နောက်တက်လာတဲ့တော်လန်ရဲ့ညီကိုမောင်နှမတွေကိုစင်ကဲစင်ကဲအုပ်ချုပ်သွားနိုင်ဖို့ဟုတ်လားသူတို့တွေကမှပြန်ပြီးတော့မှနောက်ထပ်ဒီအနာဂတ်ထထထထပြီးရောက်လာတဲ့မျိုးဆက်တွေကိုပြန်ပြီးတော့တို့ကလက်ဆင့်ကမ်းသွားမှာအုပ်ချုပ်သွားမှာကိုကဲသွားမှာသူတွေဖြစ်တယ်ကိုကဲသွားပြန်မယ်လက်ရှိမိမိမှာရှိနေတဲ့လူတွေကိုဒီလိုမျိုးစီကံတကြနဲ့စနစ်တကြနဲ့မထိန်ချုပ်ထားဘူးမထိန်ချုပ်နိုင်ဘူးဆိုလို့ရှိရင်ဘယ်လိုလုပ်ရှစ်ဆက်ပြီးတော့မှဟမ်ဟိုပြဿနာဘောင်းဆောင်မျိုးဘယ်လိုဖြေရှင်းမလဲဘယ်လိုအုပ်ချုပ်နိုင်မလဲ ဘယ်လိုအုပ်ချုပ်မလဲကျွန်တော်တို့ရဲ့အဓိကရည်ရွယ်ချက်ကအာဏာရှင်ကိုတော်လှန်ဖို့အာဏာရှင်အမြင့်ပြတ်တိုက်ထုတ်ဖို့တခုဖြစ်တယ်မှန်တယ်ဒါပေမဲ့စနစ်တကျရှိဖို့လိုတယ်ဒီကလေးတွေကတော်လှန်ရေးပြီးသွားရင်တွားနေလို့ဘာလို့မြောင်းနေတွားတွားတွားချင်တယ်တွားတည်ချင်တဲ့နေရာမှာတွားတည်တွားနေချင်တဲ့နေရာမှာနေစုပြီးကျွန်တော်တို့လွတ်လိုက်လို့မရဘူးဒီကလေးတို့ရေဆုံးမြေဆုံးတိကျွန်တော်တို့မှတောင်းရင်ယူရမယ်ကုညီရမယ်လုံရတဲ့လိုအပ်အရာတွေကိုတင်ပြပေးရမှာပဲတင်ချားပေးရမှာပဲအဲ့ဒါခေါင်းဆောင်တွေရဲ့အလုပ်ပဲဟုတ်လားဟိုတိုက်ပွဲတစ်ခုတွားတိုက်တယ်တိုက်ပွဲချက်ကိုကြီးညာလိုက်တယ် အင်အားဘယ်လောက်ရှိတယ်ဟာလာအင်အားဘယ်လောက်ရှိတယ်ဂျင်ညာလိုက်တယ်တိုက်ပွဲတစ်ခုကိုသွားတိုက်တယ်ဂျင်ညာတယ်အဲ့ဒီရဲ့နောက်မှာပေးဆက်နေရတာအများကြီးပဲဘာကြောက်လဲဆိုတာလည်းရှိသေးတယ်မိမိတို့ကလေးတွေမိမိတို့စနစ်တကျတင်ပေးထားမှုမရှိဘူးစနစ်တကျကုတ်ကဲထားမှုမရှိဘူးအုတ်ချုပ်ထားမှုမရှိဘူးတိုက်ခတ်ရေးဆွမ်းရေးဘယ်လောက်ပဲကောင်းကောင်းစီယုံရေးဆွမ်းရေးမကောင်းရင်လည်းအလကားပဲအုတ်ချုပ်မှုဆွမ်းရေးမကောင်းရင်အလကားပဲမြင်တိုက်ခတ်ရေးတော့ကောင်းတယ်ဒါပေမဲ့နေ့မှာအုတ်ချုပ်မှုမကောင်းတဲ့ခါကျတော့နှစ်ကလေးတွေဗျံမတာဖြစ်မနေဘူးလားဗျံမတာဖြစ်နေတယ် အဲ့ဒါဘာလို့လဲအဲ့တော့ကိုကလိုက်ခတ်ရေးဆွမ်းရည်လည်းကောင်းရမယ်အုတ်ချုံမှုဆွမ်းရည်လည်းကောင်းရမယ်ကုကဲမှုလည်းကောင်းရမယ်ဒါတွေကိုကိုကအဓိကအခြေကြက်ကြက်ကန့်တွယ်နိုင်ရမယ်ခေါင်းဆောင်တွေကစီကံတကြထိန်းချုပ်နိုင်မယ်ငါတို့စီကံတင်ကြလို့တို့မနေလို့ပြေးတယ်ဖတ်ပြေးတယ်ရဲဘော်တွေကဘာလို့လဲမွေးစေဝါသားကောင်တွေဖြစ်သွားပြီလေဒီကလေးတွေတော်လည်းရဲဘော်တွေတော်တော်များများတော်တော်ကိုမှတော်တော်များများမရှိဘူးဆိုတဲ့တိုင်ရင်တက်ခွဲမရှိဘူးရာဒီနေမီမှာဟုတ်တယ်နော်မရှိဘူးဆိုတဲ့မွေးစေဝါမသုံးရပါဘူးစီမီစီကံထုတ်ထားပါဆိုတဲ့နေမီပြော မတုံးရမတုံးဆွဲရပါဘူးတုံးဆွဲရင်အပြစ်ဘေးအပြစ်ကြီးမားစွာအပြစ်ဘေးမှာမယ်တိုင်ရင်တက်ခွဲတဲမှာမရှိပါဘူးပြောဘယ်တိုင်ရင်တက်ခွဲရှိလဲပြောင်းလဲပြောင်းသားမလုပ်နဲ့တိုင်ရင်တက်ခွဲတိုင်းမှာရှိတယ်နေရာတိုင်းမှာရှိတယ်ဟုတ်တယ်နော်ကျွန်တော်တော်လန်ကြီး၄နှစ်ရှိသွားပြီ၄နှစ်ရှိသွားပြီအစိုးရရောအကောင့်တွေရောကျွန်တော်ကိုနိုင်ရှေ့အစ်မြင့်တဲ့ပြင်ကိုအချိန်ချင်းဆင်နွှဲခဲ့ပြီးသားအနောက်မှာလည်းဘ ഹു ဒုဒဘောင်းဆောင်မျိုးနဲ့နေခဲ့ပြီးသားကျွန်တော်နိုးကြည့်ပါဘူး ဟုတ်တယ်နော်အဲ့တော့ပြောချင်တာကကိုတက်ရင် တက်ခွဲเนาะမင်္ဂလာပါအမရေเนาะအားလုံးကိုလည်းမင်္ဂလာပါရှင်เนาะအားလုံးကိုလည်းအခုလို့ live တက်လာပြီးပြီးတော့မှာပေါ့เนาะမဆွေလိုက်လေးကိုနားထောင်ပေးတဲ့အတွက်လည်းအားလုံးကိုလည်းကျေးဇူးတင်ပါတယ်အထူးထူးကိုလည်းကျေးဇူးတင်ပါတယ်မဆွေလိုက်ပို့လေးတွေကိုလည်း live and share လေးတွေနဲ့လုပ်ပေးကြပါပြီးလို့ရှင်လည်းအောက်မှာအမြင်လေးတွေလည်း comment ကလေးရေးသွားပေးကြပါအတွေ့အကြုံဖြစ်လေတာပဲမဆွေကဟို online ပုံကနေတယောက်နဲ့တယောက်ကလက်ရှိမြေပြင်မှာသူရှိနေကြတာမဟုတ်တဲ့အတွက်ပေါ့เนาะ online ပုံမှာရှိနေတာဖြစ်တဲ့အတွက် online ပုံကနေပြီးတော့မှာဟိုအချင်းချင်းပေါ့เนาะအတွေ့ဖက်လေသွားမယ်ဟိုဆွေးနွေးသွားမယ်ပေါ့เนาะဒါအဲ့တော့ဟိုဟာလေးတွေပေါ့เนาะကိုယ့်ရဲ့ဟို အတိရှိအတိဘယ်လိုပြောမလဲဟိုတွေးတွေးမိတဲ့လောက်ကလေးတွေပေါ့နော်ဖြစ်နိုင်စီလေးတွေတွေးမိတဲ့လောက်ကလေးလိုအပ်တာလေးတွေကိုဖြည့်ဆွမ်းပြီးတော့ comment ကလေးရေးသွားပေးကြပါနော်